ျွန်တော်တို့ဒီရောင်တိုင်းဒေသကြီးပြည်တော်တက်ခိုင်တဲ့ဘုံမျိုးပါတီကနေပြီးတော့ကျွန်တော်တို့ဒီတိုင်းဒေသကြီးမှာဖြစ်ပြပေါ်နေတဲ့ကျွန်တော်တို့ဗလင်းတန်တဲ့ပြည်သူတွေကိုကျွန်တော်မန္တလေးဒေသမှာရှိတဲ့ကျွန်တော်တို့လူငယ်ကြီးအတောင်ငယ်ကျွန်တော်မန္တလေးဒေသပြည်တော်ကျွန်တော်ပါတီရဲ့လူငယ်ကြီးအတောင်ငယ်နဲ့အတူမန္တလေးမှာလည်းပါရိုက်ရဲ့ဇုံးထဲမှာအားရောက်ပြီးတော့ပူးပေါင်းဆောင်ရွက်တူတယ်လို့ဖြစ်ပါ ကျွန်တော်တို့လက်လိုက်လာရင်ကျွန်တော်တို့ရဲ့ညီငယ်ဟိုညီငယ်လေးတွေကလည်းဒါတဆန်းပြီးအာကျွန်တော်တို့ရဲ့အလုပ်တွေကိုစွန့်ပြီးတော့တကယ်လူသားချင်းကျွန်တော်ဆက်လာထောက်ထားတဲ့အာစိတ်သက်တည်နေတဲ့လူသားဒါရောက်ပူပေါင်းပြီးတော့ကျွန်တော်တို့ပြည်တော်သူတမန်မြန်မာနိုင်ငံမှာရှိတဲ့ဗေဒိတာမှမဆိုစံခိုင်ပါတီဝင်တွေကပြည်သူလူထုကိုကူညီပြီးတော့ဒါပြည်သူတွေတသားတည်းရှိရဆိုတဲ့အကြောင်းကျွန်တော်တို့ကသက်တည်ပြခြင်းဖြစ်ပါတယ် ခုကဲတော့ကျွန်တော်မလေးတိုင်းဒေသကြီးမှာသင်ကလုံတိုင်းပြစ်ထန်တဲ့ငရင်ဒဏ်ကြောင့်မလေးတိုင်းဒေသကြီးမှာနေပြည်သူလူတွေတော်တော်များများလည်းဒါအိုးအိမ်ပြတ်ဆုံးတာအတန်အနေဆုံးရှုံးရတယ်ခံစားရတာကိုရန်ကုန်တိုင်းပါတီကနေပြီးတော့ကျွန်တော်လူသားရဲစာနာထောက်ထားတဲ့အနေနဲ့ရောတောင်းကြခံတဲ့ပြည်ပြည်ပါတီရဲ့ဗီဇကျွန်တော်ဝင်ရှင်စိတ်အရကျွန်တော်လာရောက်ကူညီပေးတဲ့ ရခိုင်တိုင်းဒေသကြီးပါတီလူငယ်ရေးတာဝန်ဒေါက်တာထွန်းထွန်းဝင်းဦးစီးတဲ့ကျွန်တော်လူငယ်တွေပါတီဝင်တွေတာဝန်ရှိသူတွေအားလုံးကိုမလေးတိုင်းဒေသကြီးပါတီကလည်းပဲဒါလိုက်လိုက်လေလေအကျေစွတ်တင်နေဆိုတဲ့အကြောင်းလေးကျွန်တော်နေနေလဲဒါလေးအဲပြောလို့ပါတယ်ခင်ဗျာဒီတိုင်းဆက်ပါ